ပြီးခဲ့တဲ့ပိုင်းမှာတော့တူတပဲမယ်လီယိုရက်စ်ကိုကယ်တင်ဖို့အတွက်ချန်ဒဲလာကဒူစီယိုက်9ပါးနဲ့တိုက်ခတ်ခဲ့ပါတယ်။ကင်းနဲ့ကိုသာတို့ဟာသူတို့ခေါင်းဆောင်ကိုကာကွယ်လို့ရအောင်လို့ပူပေါင်းတိုက်ခတ်တစ်ခုကိုထုတ်သုံးခဲ့ကြပြီးဒီတိုက်ခိုက်မှုသာငါ့ကိုတက်တက်ကြီးထိမိလို့ကတော့ငါ့အသက်အန္တရာယ်ပါရှိသွားနိုင်တယ်။ဒါပေမဲ့ဒီလောက်နဲ့တော့ငါ့ကိုရိုင်းလဲသွားအောင်မလုပ်နိုင်ပါဘူးကွာ။ငါဘာကိုဆိုလိုလဲဆိုတာကိုမင်းကောင်းကောင်းသိပါတယ်ကိုသာလို့ချန်ဒဲလာကပြောလိုက်ပါတယ်။ အဲဒီစကားကြောင့်ကင်ချန်ဒယ်လာကခေါင်းဆောင်လိုပဲဖူးကောင်တာကိုတုံးနိုင်တယ်ကွာလို့တတိပေးလိုက်ရပြီးဒါပေမဲ့သူအချက်ပေးတဲ့ချိန်မှသာသူ့ကိုတိုက်ခိုက်ရင်တော့တေချာပေါက်ထီအောင်ငါတို့လုံနိုင်လိမ့်မယ်လို့ကိုသာကပြောပါတယ်သူ့အပေါ်မှာယုံကြည်ပါတယ်လို့ကင်းကပြောလိုက်ပြီးချန်ဒယ်လာကဖူးကောင်တာနဲ့တိုက်ခိုက်လိုက်တဲ့အခါအဲဒါကပုံရိပ်ရောင်တစ်ခုသာဖြစ်နေပါတယ်ဖူးကောင်တာကိုတုံးလိုက်ပြီးနောက်ဟန်ချက်ပြတ်သွားတဲ့အခါမှာဖူးကောင်တာကိုထတ်တုံးဖို့အတွက်ကြာချင်းတစ်စက္ကန့်လောက်တော့ရပါတယ်ဒီအချိန်တစ်စက္ကန့်ကသူတို့တွေရဲ့အတွက်တိုက်ခိုက်ဖို့ကောင်းကောင်းကြီးလုံလောက်ခဲ့တယ်ကိုသာရဲ့လမ်းညွှန်ချက်အောင်မှာချန်ဒယ်လာကိုတိုက်ခိုက်မှု ူကောင်တစ်ခုကိုပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့သိမ့်မကြလိုက်ပါဘူး။နဇိုးအုပ်စုလိုက်ကြီးကိုတွေ့လိုက်ရပြီးကင်းကအင်ဂရိစ်နဲ့တိုက်ခိုက်လိုက်ပါတယ်။အဲဒီအုပ်စုထဲမှာတော့တီရှိမှုတစ်ခုကိုသာအာယုံခံစားမိတာကြောင့်ဂိုဒါကသတိပေးလိုက်ချိန်မှာနောက်ကျသွားခဲ့ပြီးဖြစ်ပါတယ်။ချန်ဒလာရဲ့ဖူကောင်တာကြောင့်သူစွာရဲ့နှစ်ဆကိုပြန်ခံစားလိုက်ရကကင်းတယောက်ဟာအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်။ခုနကမြားကခမားကိုတည့်တည့်ကြီးထိသွားခဲ့တာလေ။ခမားတန်းဟာကြီးကျယ်တော့ရာသားတင့်နေမလားလို့ဂိုဒါကမေးလိုက်တဲ့အခါအဲဒီမြားကအစွမ်းကြီးတာတော့မှန်ပါတယ်။ တချက်တည်းနဲ့ငါပန်တီးထားတဲ့မော်ဒါစီကိုကြိုပြနိုင်ခဲ့တာပေါ့အတားစီကအဲ့ဒီများကိုပြေဝမကာဝဲပေးနိုင်ခဲ့တာကြောင့်ငါနည်းနည်းပပတော့ထိသွားခဲ့တယ်လေကိုသာကြီးရတာတော့မင်းကိုလည်းငါနည်းနည်းပပတော့ပြစ်ပေးရမယ်နဲ့တူတယ်လို့ channeler ကပြောလိုက်ပါတယ်သူ့ရဲ့သွေးနဲ့မော်တင်ဂီတာတစ်ခုကိုပန်တီးလိုက်ပြီး absolute order ဆိုတဲ့တိုက်ခွက်ကိုထုတ်သုံးလိုက်တာကြောင့်ကိုသာတယောက်ဟာအောက်ကိုပြုတ်ကျသွားပါတယ်သူသုံးလိုက်တဲ့မော်အမတ်တာက ကိုသာရဲ့ကိုပေါ်မှာပေါ်နေခဲ့ကငါ့ကိုနောက်ရက်မပေးဖို့အတွက်မင်းကိုမိန်ပေးတယ်လို့ပြောလိုက်ပြီးတဲ့နောက်မှာတော့ကိုသာတယောက်ဟာညင်ကြသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ ော့အဲလစ်ဘန်နဲ့မယ်လီယိုဒက်စ်တို့နာကိုဈေးလာခဲ့ကမင်းကိုတက်ပြီးမယ်လီယိုဒက်စ်ကိုခေါ်သွားမယ်မင်းကိုဘယ်လိုတက်ရမလဲလို့ပြောကာတက်နီးပေါင်းစုံကိုရွတ်ပြခဲ့ပါတယ် Dragon Claw ဆိုတဲ့တိုက်ကွက်ကိုထုတ်တုံလိုက်တဲ့အခါမှာတော့ဒီယာနေက Heavy Metal နဲ့ကဝယ်ပေးလိုက်ပါတယ်လူဘလူးတွေရဲ့ခန္ဓာကိုယ်ကိုကျုံ့နိုင်စရှိတဲ့တိုက်ကွက်ကိုတီလာပြန်အောင်မှတ်ရလာပြီကွာအဲဒီတိုက်ကွက်ကိုတုံပြီးတော့လူဘလူးပေါင်းများစွာကိုငါတက်ပြတ်ပူခဲ့တယ်လို့ပြောပြီးတဲ့နောက်မှာ Chris Morrigan ဆိုတဲ့မော်စွမ်းကိုတုံပြပြီးချော်ရီတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့အကုံလုံးကိုလာခဲ့နေတော့ခဲ့တူကတော့ဘန်မဲဖြစ်တယ်ကင်းနဲ့ကိုတာတို့ရဲ့ က်ကွက်ကသူ့ရဲ့စီစွမ်းအားကိုပါတိကောက်အောင်လုပ်ခဲ့တာကြောင့်စွမ်းအားမတည်ငြိမ်တာကိုအနှဲငယ်ခံစားနေရပါတယ်။မယ်လီယိုဒက်စ်နဲ့မင်းတို့တွေကမိတ်ဆွေတွေမဖြစ်တင်ဘူးဆိုကတိုက်ခိုက်နေတဲ့ channeler ရဲ့တိုက်ကွက်တွေကိုကင်းကကောင်းကောင်းကြီးကဝယ်ပေးလိုက်ပါတယ်။ဂိုတာနဲ့နှစ်ယောက်ပေါင်းပြီးတော့မော်စွမ်းအားကိုတဝက်လောက်ရှော့ချထားနိုင်လိုက်လို့အရင်လောက်တော့စွမ်းအားမထွက်တော့ပေမဲ့ငါမင်းသားလေးရဲ့ပျော်ရွှင်မှုမှာမင်းတို့ကိုမလိုအပ်တော့ဘူးလို့ပြောက channeler ကချော်ရီတွေနဲ့ဇာတိုက်ပစ်ပါတော့တယ်။ကင်းကရောက်လာတဲ့များတိုက်ကွက်တွေကို increase နဲ့ပြစ်ခွင်နေခဲ့တယ်လို့ဒီယာနယ်ကလည်းတိုက်ခိုက်ဖို့အတွက်ပြင်ဝင်သွားလိုက်ပါတယ်။ကျမတို့လည်းကောင်း င်းဆောင်ကိုပြောစီချင်တာပါပဲဒါပေမဲ့သူ့ရဲ့ပြောရွှင်မှုကအဲလစ်ဘတ်ကိုပြောရွှင်စီချင်တာလေဆိုပြီးတော့တစ်ချက်ကြွေတဲလိုက်တယ်ကင်းကိုဂျမားကလိုအပ်တယ်လို့မျိုးအဲရင်းကိုလည်းဘန်ကလိုအပ်တယ်လို့မျိုးနာဂျာကိုကိုတာကလိုအပ်တယ်လို့မျိုးအဲလစ်ဘတ်ကိုလည်းသူလိုအပ်နေတာဆိုပြီးဇက်တိုက်ကိုတုံနေခဲ့ပါတယ်ဒါပေမဲ့လည်းဒီဟာနဲ့ဟာ channel ရဲ့တောင်ဝင်းနဲ့ရိုက်ထုတ်တာကိုခံလိုက်ရပြီးတော့ဘန်က channel ကိုချုပ်ထားလိုက်ကကင်းကိုအင်ဂရိစ်တွေနဲ့ဇက်တိုက်ကိုပြခွင့်ခိုင်းလိုက်ပါတယ် ငါရဲ့ချစ်လားစွာသောမိတ်ဆွေကြီးမင်းရဲ့တွေကနာကျင်မှုကိုငါကိုချင်းမဆံပေးမိခဲ့ပဲဆိုရတဲ့စကားလုံးတွေပဲပြောခဲ့မိရဲ့မင်းချစ်တဲ့မိမဟာမင်းရှိမှနကားပြန်တီတာကိုမြင်ရတဲ့ခံစားချက်ကိုမင်းနားလေလိုလာတဲ့လေငါဟာဒီကဘာပေါ်မှာဝမ်းနဲ့စရာအကောင်းဆုံးလူလို့ထင်ခဲ့မိတာငါ့ကိုတောင်းပန်ခွင့်ထပ်ပေးပါကွာဒါကြောင့်မင်းမျက်မျက်သတိပြန်လည်လာပါတော့လို့ဘန်ကပြောပြီး channel ကိုချုပ်ထားရင် increase ရတိုက်ခိုက်မှုတွေကြားခဲ့ကနေအော်ဟစ်နေခဲ့ပါတယ်ဒါပေမဲ့လဲ channel ဟာဘန်ကိုစိတ်စိတ်မောမောပြည့်အောင်ဖြည့်ဆည်းလိုက်ပြီးတဲ့နောက်အစွမ်းရင်မြောင်များနဲ့တိုက်ခိုက်တဲ့အခါကင်းရလဲကြကြမတောင်း ခံနိုင်တော့ဘူးဖြစ်သွားပါတယ်။ကင်းတယောက်သူနဲ့မဲ့လီယိုဒက်တို့ပထမဆုံးစားတွေ့ချိန်ကိုတတိယမိသွားပါတယ်။ဟဲဘရန်ကတရွာလုံးကလူတွေကိုတက်ပစ်နေတာကြောင့်သူဟာတားဆီးခဲ့ပြီးဟဲဘရန်ကိုတက်ခဲ့ရပါတယ်။ဒါပေမဲ့လူတွေကိုရက်စက်စွာတက်ခဲ့တဲ့အမှုနဲ့သူဟာဘန်းခံခဲ့ရတယ်။မင်းပါလို့မှန်ကိုမပြောခဲ့တာလေကွ။တေသွားတဲ့နှစ်သက်ငယ်ကမှတရားခံစစ်မလား။ဒီပုံစံတိုင်းဆိုရင်မင်းကိုလူတက်သမားပြစ်ဆက်ဆံကြလိမ့်မယ်လို့မဲလီယိုဒက်ကပြောခဲ့ပါတယ်။ခမရဘလို့တည်နေတာလဲ။နှစ်900လုံးလုံးကျုပ်ရဲ့ချစ်ရဆုံးတဲ့ငယ်ချင်းကစိတ်ထိခိုက်နာကျင်ခဲ့ရတယ်။ကျုပ်ရဲ့ညမလေးဟာလဲကျုပ် ပြန်လာကိုတော်တယ်မှာစောင်းနေပြီမဲ့သူ့ကိုကျုပ်ကထားခဲ့မိခဲ့တယ်ကျုပ်ချစ်တဲ့မင်းကလေးကိုပေးထားတဲ့ကတိကိုလည်းကျုပ်ကချိုးပြမိခဲ့တယ်။ကျုပ်ဟာရန်ကိုဆိုးရွားတဲ့ဘရင်မပါလို့ကင်းကပြန်ပြောခဲ့ပါရယ်။မင်းကနှစ်သက်ငယ်ဘရင်လားကွ။ဘရင်တွေဆိုတာကလှုပ်ချင်တာကိုလှုပ်ခွင့်ရပြီးတော့သဘောမချတဲ့လူကိုတက်ခွင့်ရှိတယ်လို့ထင်ခဲ့တာ။ဘရင်တိုင်းကကြီးတုပ်တွေကြီးပဲလေ။မင်းတို့ဘရင်မျိုးရှိနေမယ်လို့မထင်ထားခဲ့ဘူး။တစုံတရာအတွက်ငိုကြွေးပေးတဲ့ဘရင်ဆိုတာကမင်းမဲရှိမယ်တင်တယ်။ ်မင်းကားတကဲကိုလေးစားကုန်ယူထိုက်တဲ့ဘရင်ပါကွာဆိုတဲ့မယ်လီယိုဒက်စ်ရဲ့ပြောစကားကိုကင်းကဘယ်တော့မှမမေ့ခဲ့ပါဘူးသူတို့ပထမဆုံးစားတွေ့ချိန်မှာပြောခဲ့တဲ့စကားတွေကသူ့ကိုစိတ်သက်သာရာရစေခဲ့ပါတယ်ကာကွယ်ပြီးတိုက်ခိုက်နေတဲ့ကြားကနေ channel ရဲ့မြားတချောင်းကတိုးဝင်လာခဲ့ကအဲလီစ်ဘတ်ကိုထိမှန်သွားခဲ့ပါတယ်ဂိုဒါဟာလည်း absolute order ဆိုတဲ့မန်တန်ကိုမိနေတာကြောင့်ဘာမှလုပ်မရဘူးဖြစ်နေခဲ့တယ်သူ့ရဲ့ချိန်စာအမှတ်သားကသူ့ညဘက်လက်ဝါးမှာရှိနေတဲ့၍သူ့ကိုငါအာခံမိတာနဲ့ငါတစားစီဖြစ်သွားလိမ့်မယ်ဒူးစရိုက်ခုနှစ်ပါးအဖြစ်နဲ့ငါကြကြဆက်နေနေတယ်လို့ဂိုဒါကပြောနေ နေပါတယ်ကိုသာပြောတဲ့စကားတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ဟောချန်လေးကထွက်သွားခဲ့ပါတယ်ကင်းကလည်း channel ရဲ့တိုက်ခွက်တွေကိုဇက်လက်မတောင်းခံနိုင်တော့တာကြောင့်လွင့်ထွက်သွားခဲ့ပြီဖြစ်ပြီးဟောက channel ရဲ့မှတ်သားကိုတွားပြတ်ဖို့ကြိုးစားခဲ့ပေမဲ့သူပဲထိုးခံလိုက်ရပါတယ်ဒူးစရိုက်ခုနှစ်ပါးဆိုတဲ့မင်းတို့ကောင်တွေကိုအခုဒီတိုက်ခွက်နဲ့ဆုံးသက်ပေးမယ်ဆိုပြီး channel ကပြောတဲ့အချိန်မှာ elizabeth ကသူ့အစွမ်းကိုထုတ်သုံးခဲ့ပါတယ် ရှင်းကိုမယ်လီယိုရက်စ်ကိုမပေးလိုက်နိုင်ဘူးဘသူကမှလည်းရှင်တတ်တာမခံစီရဘူးလို့ပြောပြီးအကုံလုံးကိုကူတာပေးခဲ့ပါတယ်အဲဒီနောက်ဂိုသာကချန်နယ်လာကိုထိန်းချုပ်ထားလိုက်ပြီးကင်းကလှန်ဆွမ်းနဲ့အပေါက်ပေါက်ပေးလိုက်ပါတယ်ချန်နယ်လာကိုအနိုင်ယူနိုင်ခဲ့ပေမဲ့ဒီယာနယ်ဟာမူလရွယ်စားကိုပြန်မရသေးသလိုညအောင်ကလည်းပြောင်းမသွားသေးပါဘူးဂိုသာကတော့အားလုံးကိုတောင်းပန်ပါတယ်50တင်ရောက်လာပြီနဲ့တူတယ်လို့ပြောကာအယုတ်ကျိုးပြက်လဲကြသွားခဲ့ပြီးခန္ဓာကိုယ်တစ်ခုလုံးဟာကြိုးကြေကုန်ပါတယ်ငားရဲမော်စွမ်းအားနဲ့တောင်မှဂိုသာရဲ့ခန္ဓာကိုယ်ကိုပြန်ကူတာပေးလို့မရဘူးလို့အဲလီစ်ဘတ်ကပြောနေခဲ့ကာချန်နယ်လာ ားလက်ကချိန်သာမတားမပြောက်သွားဘဲကိုသားဟာတိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ဟောချန်ကတွေ့ထားခဲ့ပါတယ်။သူ့အသက်တည်ရမယ်ဆိုရင်တော့မှအကုန်လုံးကိုကာဝယ်ပေးခြင်းနဲ့စိတ်ကြောင့်ကိုသားဟာချိန်သာကိုစန့်ကျင်ပြီးတော့ channel ကိုတိုက်ခိုက်ခဲ့တာပဲဖြစ်တယ်။ကျူးဇက်ကတော့မော်စရာကြီး channel ကိုသူတို့နိုင်ယူနိုင်ခဲ့တယ်တဲ့လား။ဒူးစရိုက်ခုနှစ်ပါးကတော်တော်စွမ်းတက်ကြတဲ့ပုံပဲ။ဒါပေမဲ့သူတို့ရဲ့စွမ်းကလိုအပ်တဲ့လောက်မကြည့်ဘူးဆိုတော့နောက်ဆိုရင်သူတို့တက်ကိုပါပေးဆက်ရတော့မယ်ထင်တယ်လို့ပြောနေခဲ့တယ်။ကျူးဇက်ပြောတဲ့အတိုင်း channel ကပြန်ထလာခဲ့ကနှစိုးတကောင်ပြေပုံစံပြောင်းသွားခဲ့ပြီးအစွမ်းတွေလည်းပို့တိုးလာခဲ့ပါတယ်။